နေမေခွန်းလေးတစ်ခုမေးချင်တာပါဒီနမဲကြီးဖုံဖုံတပါပေါ့လိုင်းပေါ်မှာအရန်နမဲကြီးနေတဲ့ဖုံဖုံတပါပြောပြထားတာပေါ့နမဲတော့ကျမမပေါ်ပြချင်ပါဘူးပွဲချတယ်ထင်ပါဆိုလို့တိကျတယ်ဆိုရင်တော့လေအဲ့ဒီဗီဒီယိုဖိုင်ကိုကျမချက်ပေါက်ကနေလာတောင်းပါကျမပေးပါမယ်နော်အဲဗီဒီယိုဖိုင်မှာမတင်ဘူးဆိုတာလူတရားဒီဖုံမုံတပားနဲ့မညှိကျင်လို့ရပြီးတော့ပြဿနာမလို့အဘဲနဲ့ပို့ပြီးပြဿနာကြီးနေမှာဆိုလို့ရအကြောင်း ဟုတ်ဒါပေမဲ့လေကိုမသိချင်တဲ့အကြောင်းအရာကိုတော့မေးသင့်တယ်လို့ထင်တယ်လीနော်။သွားမေးရင်လည်းချိန်မဲ့ပုံမပေါ်ဘူး။သွားဘာကြီးလဲဘာညာဆိုဖြစ်နေအောင်လေ။ကျွန်မထဲမှာပေါ့နော်ဖုံဖုံပြောတဲ့ထဲမှာဒီကာလာမတုတ်ကဗုဒ္ဓဘာသာဝင်ဤအတွက်ဟောပြပေးတဲ့တုံမဟုတ်ဘူးမြတ်စွာဘုရားရှင်ကမြတ်စွာဘုရားရှင်ကဒီကာလာမတုတ်ကိုဟောတာဟာဒီတခြားသောဘာသာဝင်ဤအတွက်တိအောင်ဟောပေးတဲ့ သုံးလို့ဆိုထားတာပေါ့နော်အဲ့တော့မြတ်စွာဘုရားရှင်ဒီဂေါတမမြတ်စွာဘုရားရှင်ဟာဒီပရိသတ်တွေပို့ကိုဘာသာကိုဘာသာသူ့ဘာသာခွဲပြီးတော့တရားဟောတတ်လေးရှိတာလားဒီဘာသာဝင်တွေအတွက်ဆိုရင်တမျိုးဟောမယ်ဟိုဘာသာဝင်တွေအတွက်ဆိုရင်တီးသန့်တမျိုးဟောပေးတဲ့မြတ်စွာဘုရားရှင်မျိုးလားပေါ့နော်အဲ့ဒါလေးရတယ်မမြတာဘူးလို့ထင်လို့မေးကြည့်တာဒီလိုမျိုးခွဲခြားပြီးတော့ဟောတဲ့ဘုရားလားပေါ့အဲ့လိုသိချင်တာ တော့ဖြည့်ပေးပါအောင်လို့စာတက်ပေးတဲ့ပုံကိုယ်တွေလည်းရှိအောင်ပါတကယ်ပရိကတ်တက်တဲ့ဘုံဘုံတွေလည်းထက်ရှိအောင်ပါပါတော့တဦးတယောက်တည်းရဲ့အဲဟိုဆိုလိုရင်းနဲ့မဟုတ်ဘဲနဲ့အများရဲ့ဆိုလိုရင်းအောင်မဖြစ်ပါမလဲဆိုတာလေးလည်းဖြည့်ပေးကြပါအောင်လို့ပြောတာတော့ကာလမတုတ်ကဒါကိုယ်တွေနဲ့မဆက်ဆိုင်တဲ့တုတ်ပါပေါ့နော်ဗုဒ္ဓဘာသာတွေကမသုံးသင့်တဲ့မယူသုံးသင့်တဲ့အဲမှာပါတာလားပေါ့အဲဒါသိကြလားဘုရားဘာသာတွေအတွက်အထူးရှင်းရမယ်ရှင်းကြပါကာလမသုတ်တံဟာ ကာလမမင်းသားတွေကိုဟောကြားတဲ့တရားဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်ဘာသာကြားတွေကိုဟောတဲ့တရားဖြစ်ပါတယ်။ freezing ကလို့ခေါ်တဲ့လွတ်လွတ်လပ်လပ်တွေးခေါ်နေကြတဲ့မဆုံးဖြတ်နိုင်သေးကြတဲ့ကာလမမင်းသားတွေကိုဟောကြားတဲ့ဘာသာမဲ့တွေကိုဟောကြားတဲ့တရားလို့ဒီလိုတွေ့တင်သိထားပါတယ်။သို့သောဒီကိစ္စမုတ်တိတုတ်တန်ဆိုတဲ့ကာလမတုတ်တန်ကိုနာကြားကြတဲ့ပုဂ္ဂိုလ်များဟာဗုဒ္ဓဘာသာဝင်တွေဖြစ်နေကြပါတယ်။ဒီတော့ဘာသာကြားတွေကိုဟောထားတဲ့တရားတွေကိုဗုဒ္ဓဘာသာဝင်တို့ကမိမိတို့ရဲ့ရှုထောင့်နဲ့ကြည့်ပြီးတော့ယူလိုက်တဲ့အခါမှာ

စုစည်းထားတဲ့ဖွဲ့စည်းထားတဲ့ဘာသာကြီးတစ်ခုဖြစ်ပါတယ်။လက်တော်အလောက်ကျမ်းစာတစ်ခုနဲ့ဖွဲ့စည်းထားတဲ့ထူထောင်ထားတဲ့ဘာသာမဟုတ်ပါဘူး။ပါဠိတော်အုပ်၄၀မှာသုတ်တန်ကြီးပဲ၂၂အုပ်ရှိပါတယ်။ဝိနည်းငါးကျမ်း၅အုပ်ရှိပါတယ်။ပြီးဒီမှာခုနှစ်ကျမ်းစာအုပ်အပြင်၁၂အုပ်ရှိပါတယ်။သုတ်တန်ကြီးပဲ၂၃ဆိုတာသုတ်တိလက်ခံသုတ်မဟာဝါသုတ်ပါထေရသုတ်သုံးကျမ်းစာအုပ်အပြင်၂၃အုပ်ရှိပါတယ်။ဝိနည်းငါးကျမ်းရှိပါတယ်။ပါရာဇိကပါစိတ်တိယဆုလဝကမဟာဝကပြိဝါဒလည်း စာအုပ်အပြင်၅ဥရှိပါတယ်။အပြီးဒီမှာ9ကျမ်းရှိပါတယ်။ဓမ္မသင်္ကေတဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ပဋ္ဌာန်းဆိုပြီးတော့9ကျမ်းရှိပါတယ်။စာအုပ်အယူတွေအပြင်12ဥရှိပါတယ်။ဒါကြောင့်ပါဠိတော်ကြီးပဲဥ40ရှိပါတယ်။ဓာတာ50တဥ္တိက26ဥရှိပါတယ်။ဒီတော့ကျွန်တော်တို့ရဲ့မူဆိုတာကျွန်တော်တို့ရဲ့ပေချံဆိုတာအဲ့ဒါပါပဲ။ဒီတော့ရှေးဥစွာပါဠိတော်ကိုကျွန်တော်တို့ကြည့်ပါမယ်။မာပိရိကသမ္မာနေနဂဏိဋ္ဌာအဲ့ဒါပါဠိတော်ပါပိရိကသမ္မာနေနဂဏိဋ္ဌာ အတိဘယ်ကမိမိတို့သင်ကြားလေးချက်နာယူမှတ်သားအကုန်သော စာပေပဋိကတို့နဲ့ကိုက်ညီယုံမြဖြင့်လို့ဒီလိုအတိဘယ်ဖွင့်ပါသာသာကဘာဖွင့်လဲလို့ဆိုတော့မာပရိကသမရာနေနာတိအမှားကံပရိကတန်တိယသတ္တိန်သမေတိတိမာကံနေထားလို့ဖွင့်ပါတယ်။ဒီတော့ပရမတ်တိအချက်ကအထာဂရဆရာရဲ့အဆိုအရမာပရိကသမရာနေနာတိအမှားကံနဲ့အမှားကံဆိုတာငါတို့ရဲ့လို့အဓိပ္ပာယ်ရပါတယ်။ဆောစောကပါဠိတော်မှာမိမိတို့သင်ကြားလေးချက်နာယူမှတ်သားအကုန်သောစာပေပရိကလို့ခေါ်တဲ့အခါမှာ အဲ့ဒီပရိကတွေကဘယ်သူတွေရဲ့ပရိကလဲလို့ထာဂရကိုစက်ကြည့်တဲ့အခါမှာအမှားကန်ငါတို့ရဲ့ငါတို့ရဲ့ဆိုတာဘယ်သူရဲ့ပရိကလဲဆိုရင်ကာလမတို့ရဲ့ပရိကကိုဆိုတာပါမြတ်စွာဘုရားရှင်ကနေပြီးတော့ပြောရင်တော့သင်တို့ရဲ့လို့ဒီလိုအဓိပ္ပာယ်ရပါတယ်ကာလမမင်းသားတွေကိုကိုစားပြုပြီးပြောနေတဲ့အတွက်မာအနုတဝိနမာပရံပရာယမာဣတိကိရာယမာပရိကသမရာနေနာလို့ဆိုတဲ့အတွက်ပရိကသမရာနေနာဆိုတာစာပေပရိကလေအဲ့ဒါဘယ်သူပရိကလဲဆိုရင် အမှားကန်ငါတို့ရဲ့ဆိုတာကာလမတို့ရဲ့စာပေပရိကလေဖြစ်ပါတယ် ဒါဖြင့်ပိဋကရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ဆက်ကြည့်ပါမယ်ပိဋကဆိုတာဘာလဲဒီကကိုဆက်ကြည့်ရပါတယ်ဒီကဆရာကအတ္တနောဥက္ခဂန္ဓသံပတ္တိယမာဂန္ဓိတာဒီဝုတ်တံဟောတိလို့ဖွင့်ပါတယ်အဓိပ္ပာယ်ကပိဋကဆိုတာဘာလဲဆိုဂန္ဓာဂန္ဓာဆိုတာဘာလဲဆိုကျမ်းဂန်စာအုပ်ပဲ BOK ပုဂ္ဂံဂန္ဓာပါဖြစ်ပါတယ်ပိဋကဆိုတာကျမ်းဂန်စာအုပ်ဖြစ်ပါတယ်ဒါဖြင့်ဘုသူတွေရဲ့စာအုပ်လဲလို့ဆိုရင်ခုနပြောတဲ့ကာလမမင်းသားတွေရဲ့စာအုပ်တွေဖြစ်ပါတယ် ဒီနေရာမှာဘာကြောင့်ဒီလိုရှင်းရလဲလို့ဆိုတဲ့အခါမှာဘာသာပြန်ဆိုချက်အမှားကြီးကိုဖော်ပြခြင်းလို့ဖြစ်ပါတယ်။မာပရိကသမရဏီနာကိုဘာသာပြန်ဆရာတွေကပြန်လိုက်တဲ့အခါမှာပိကသုံးပုံနဲ့ပါယုံနဲ့လည်းမယုံကြနဲ့အောင်လို့ဆိုတဲ့အခါအကြီးကျယ်ပြဿနာဖြစ်ပါတယ်။ဘာသာကြားတွေကိုဟောကြားတဲ့တရားတွေမှာဗုဒ္ဓဘာသာတွေရဲ့ရှုထောက်ကနေဗုဒ္ဓဘာသာအများစုကနာပြီးတော့ဘာသာပြန်တွေရဲ့အမှားတွေကိုဖတ်မိတဲ့အခါမှာမြတ်စွာဘုရားရှင်ကငါပြောတဲ့စကားလည်းမယုံနဲ့အောင်ငါဟောကြားတဲ့ပိကသုံးပုံနဲ့ကိုက်ညီယုံမြဖြစ်နေမယုံနဲ့အောင်လို့ဆိုတဲ့ပြဿနာအကြီးကျယ်ဖြစ်ပါတယ်။ ဒါဘာကြောက်လဲလို့ဆိုရင်ဘာသာပြန်တို့ရဲ့အမှားပါဘာသာပြန်ဆိုတဲ့နေရာမှာယခုမှမဟုတ်ပါဘူးဟိုးရှိရှိခါတွေကမှားလာခဲ့တဲ့အမှားတစ်ခုပါမြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်တွေကိုကဘာနဲ့အဝမ်းကျယ်ပြန့်အောင် သာသနာပြုဖို့ရေးအတွက်အခြားခြားသောနိုင်ငံတွေကဘာကသိနိုင်မှုတွေအင်္ဂလိပ်လိုပြန်ရမှာမြန်မာစာပေကိုလည်းပဲခဲရင်တဲ့အပြင်ကိုအင်္ဂလိပ်ဘာသာဆိုတဲ့ကပို့ပြီးတော့ခဲရင်ကြတဲ့အခါအင်္ဂလိပ်တွေကိုပြန်ခိုင်းရပါတယ်အင်္ဂလိပ်စာကျွမ်းကျင်တဲ့အင်္ဂလိပ်တွေကိုပြန်ခိုင်းတဲ့အခါမှာအဓိကအနေချက်တွေကတစ်က ပြန်ဆိုသူသည်ဗုဒ္ဓဘာသာဝင်မဟုတ်တာတစ်ချက်အာဂိလေးပါးကင်းစင်သောယဟန္တာကြီးများမဟုတ်တာလည်းပဲတစ်ချက်နောက်တတိယချက်ကပါဠိတော်ထာဂရတိကာတွေကိုဆရာနဲ့တကွာကြာကြာနဲ့နဲ့သင်ကြားတက်မြောက်ထားတဲ့ပုဂ္ဂိုလ်တွေမဟုတ်အဲ့ဒီပုဂ္ဂိုလ်တွေကပါဠိတော်ထာဂရတိကာကိုအိမ်မက်တော်မမက်ဘူးတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဒီတော့ဘာကြောင့်ပြန်လဲလို့ဆိုရင်ပတ်ဆံရလို့ပြန်တယ်လို့ဒီပြထွက် ပါတယ်အဲ့ဒါလို့ပြန်တဲ့ခါကျတော့ဘာဖြစ်ကြလဲလို့ဆိုတော့အမှားယွင်းနေဖြစ်ပါတယ်ဥပမာလေးပြောပါကျွန်တော်တို့ပါဠိဘာသာမှာ ဗုဒ္ဓစာပေမှာသွာဟာဆိုရှိပါတယ်။သွာဆိုတာမင်္ဂလာကိုရည်မှန်းပြီးဟစ်အော်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။အဲဒီသွာဟာကိုအင်္ဂလိပ်ကအင်္ဂလိပ်ကဘာသာပြန်လိုက်တဲ့အခါ go away ဆိုပြီးတော့ပြန်ပါတယ်။အဓိပ္ပာယ်ကနှင်ထုတ်ခြင်းလို့ဖြစ်တယ်။အဲ့တော့သွာဟာဆိုတဲ့ဟာကိုသွာဟာဆိုတဲ့ဟာနဲ့ထင်အောင်ထင်မှားဖြစ်ပြီးတော့ go away လို့ပြန်လိုက်တယ်အမှားတကူပါ။တော်တော်ဆိုးရတယ်အမှားဖြစ်ပါတယ်။ဒါပြင်ကျွန်တော်တို့ဝိသုတိမထာဂရာတဲ့ပစ္စယပရိက္ခအခန်းမှာသုဒ္ဓဓမ္မဘဝတန်တိဆိုတဲ့ပါဠိရှိပါတယ်။ အဓိပ္ပာယ်ကဟေတု ဖလသမန္တဝသေနဗုဒ္ဓမာနံနာမရူပမတ္တမေဝခါယတိလို့ဆိုပါတယ်မြန်မာလိုပြောရင်တော့အကြောင်းအကျိုးအပြည့်ဆက်ဆက်လျက်ရှိသောယုံနံဓမ္မတို့သာနေလောကမှာအထင်ရှားရှိကြကုန်လေပြည်လူသူကာရကခံစားသူဝိရကဆိုတာမရှိဘူးတဲ့အဲ့ဒါကိုသုဒ္ဓဓမ္မပုံဝန်တန်းတိလို့ခေါ်ပါတယ်ဒါကိုအင်္ဂလိပ်ကသုဒ္ဓဓမ္မဆိုတဲ့ဟာကို phenomenon လို့အဓိပ္ပာယ်ပြန်ပါတယ်ပြောရှိအောင်လို့အမည်ရပါ အဲ့ဒါလို့ပြန်တဲ့အခါဒီအတိတ်ပဲကဘာလဲလို့ဆိုတော့အထင်ရှားရှိသောသိနိုင်သောတရားပေါ့အဓိကအပြင်တော့ရူပယုံတတ္တယုံကန္နာယုံရတယုံဖုတ္တပယုံဆိုတဲ့အာယုံ၅ပါးတနည်းအားဖြင့်ပြောရင်ယုတ်တရားလို့ဖနမီနန်ရဲ့အတိတ်ပဲကထွက်ပါတယ်ဒီကသုဒ္ဓတမပေါ်တန်တိလို့အဲ့ဒါလို့ဖနမီနန်လို့ပြန်လိုက်တဲ့အခါမှာဘုဒ္ဓဝါဒဟာယုတ်ကျမ်းဝါဒလို့ထင်ရောင်ထင်မှဖြစ်သွားပါတယ် ဟိုတုန်းကဘာသာပြန်ဆိုတဲ့ပုံကိုယ်ကြီးအမှဘလောက်ဆိုးလဲဆိုရင်အရှင်အာနန္ဒာကိုဖုံးကြီးမှန်းတော့မသိဘူးလို့ဒီလိုတွေ့ရှိရပါတယ်။ရှင်အာနန္ဒာကိုဥပဒကာလို့ဘာသာပြန်ပါတယ်။ဘုရားနဲ့လိုက်ပြီးတော့အလုတ်ကျွေးပြုတ်နေတဲ့တည်းဒါဥပဒကာဒီတော့တက်တက်ဆင်လွှဲမှားပါတယ်။ဘိက္ခုလို့ခေါ်တဲ့တန်ဃာနဲ့ဥပဒကာဆိုတဲ့ဟာနဲ့ဟာထင်အောင်ထင်မှားရှိတော်လည်းပဲအတိဘယ်ကအများကြီးကွာပါတယ်။ကောဥပဒကောတိတတ္တမဥပဒကောတိဥပဒကာဆိုတာဘာလဲလို့မင်းရင် ယောဂောစိတရဏံကတောကဟထောရဏသုံးပါးကိုကိုယ်ကိုကြည်ညိုစီကတ်ထက်တဲ့ကဟထဆိုတာအင်ညာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်ကိုဆိုပါတယ်မယားတမြုံသားတချုံနဲ့နေတဲ့အင်ညာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်တွေကိုရဏသုံးပါးကိုကိုယ်ကိုကြည်ညိုစီကတ်ထက်တဲ့သူတို့ကိုကဟထဥပဒကလို့ခေါ်ပါတယ်ဒီတော့ရှင်အနန္ဒမထေရဥပဒကလို့ဆိုလိုက်တဲ့အခါမှာရှင်အနန္ဒမထေရပါရာဇိကကြားတဲ့ပုံစံမျိုးတော့ဖြစ်သွားပါတယ်။တဟဘာသာပြန်ဆိုချက်အမှားတွေဖြစ်ပါတယ်။ ဒါဖြင့်ကျွန်တော်တို့ရှင်းရရင်ပိဋကနဲ့ပိဋကတ်နဲ့ဒီနှစ်ခုဟာမတူပါဘူး၊ကွဲပြားခြားနားပါတယ်။ပါဇော်ရီလုံးတင်ပြီးတတလင်းချေကာကြီးကပိဋကတ်နောက်တစ်ခုကပါဇော်ရီလုံးတင်ပြီးတတလင်းချေကာကြီးတက်တာကပိဋကတ်ဒီနှစ်ခုဟာအဓိပ္ပာယ်ကွဲပြားခြားနားပါတယ်။ရိုးရိုးကာကြီးနဲ့ရေးတဲ့ကဟာဘာလဲလို့ဆိုရင်အဲ့ဒီပိဋကတ်ဆိုတာခန္ဓာပါ။ခုနတီကစီကပွင့်ပြတာအတ္တနောဥက္ခာခန္ဓာတံပတ္တိယမာကန္တိတာဒီဝုဒ္ဒံဟောတိအဲ့ဒါခန္ဓာပါ။ကျမ်းကံပါ စာအုပ်ပါကာကြီးရေးတပ်သားကတ်တဲ့ပိရိကတ်ကဘာလဲလို့ဆိုတော့ပိရိကတ်၃ပုံပါဒီကနေ့ကျွန်တော်တို့သုတ်တန်တဝိနည်းအဘိဓမ္မာဆိုတဲ့ပိရိကတ်၃ပုံကိုစိုးပါတယ်အဲ့ဒီပိဋကတ်ဆိုတာဘယ်ကလာလဲလို့ဆိုတော့ပါဠိတော်ကပိဋကတ်တရားကနေလာပါတယ်ပိဋကတ်တရားကနေပိဋကတ်ဆိုပြီးဖြစ်ပါတယ်ဒေဝဋ္ဌထကနေပြီးတော့ဒေဝဋ္ဌလို့ဖြစ်လာတယ်လို့ပိဋကတ်တရားကနေပြီးတော့ပိဋကတ်လို့ဖြစ်ပါတယ်ဒါကြောင့်ပိဋကတ်နဲ့ပိဋကတ်ဟာအများကြီးကွဲပြားခြားနားပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကနံပါတ်၄ချက်ဖြစ်တဲ့ ကာလမသုတ်တွေကိုဟောတယ်မာဆယ်ချက်ထဲမှာနံပါတ်၄ချက်မျိုးဖြစ်တယ်တရားကိုဟောတယ်ကမာပိဋကတရားသမ္မာနေနဂဏိဋ္ဌလို့မဟောဘူးမာတိပိဋကသမ္မာနေနဂဏိဋ္ဌလို့မဟောဘူးရိုးရိုးလေးဟောပါတယ်မာပိဋကသမ္မာနေနဂဏိဋ္ဌဒါမှန်တန်ရေးကြည့်ပါဘာကြောင့်ပိဋကတရားလို့မဟောသလဲဘာကြောင့်တိပိဋကလို့မဟောသလဲလို့ဆိုရင်အဲ့ဒီအချိန်မှာပိဋကဆိုတဲ့အတုံလုံးဟောတာမပေါ်သေးပါဘူးဒါတဘာဝယုတ်တိနဲ့လည်းရှင်းပါတယ် ပိဋကကျိုတဲ့ဝေါ်ဟာရဟာဗြဟ္မသင်္ကာယနာတင်မရှင်မကသပမထေရကြီးတို့ဖော်ထုတ်လိုက်တဲ့ဝေါ်ဟာရဖြစ်ပါတယ်။ကာလမတိကိုဟောနေတဲ့အချိန်မှာမြတ်စွာဘုရားရှင်မှာပိဋကသုံးပုံလို့ခေါ်ဆိုရတော့အောင်လည်းပဲမစုံသေးပါဘူး။ပြိဋိဘံမပြုသေးတဲ့အတွက်တရားတွေအများကြီးကြံပါလေတယ်။ဒါကြောင့်ဒီနေရာမှာရိုးရိုးလေးမြတ်စွာဘုရားရှင်ဟောလို့ရှိတယ်ဓမ္မနဲ့ဝိနည်းဒီနှစ်ချက်နဲ့ပဲပြပါမြတ်စွာဘုရားရှင်ပြိဋိဘံပြုပြီးလို့ပထမသင်္ကန်းနာတင်တဲ့ရှင်ကြမှာအရှင်မဂ္ဂသပ္ပဥဆောင်ပြီးတော့ရှင်ဘုရားတို့ မြတ်စွာဘုရားရှင်45ဝါလုံးဟောကြားခဲ့တဲ့တရားတော်တွေကိုအာလုံးတန်ခါကစုစည်းပြီးပါပြီ။တန်ခါကအတည်ပြုခဲ့ပါပြီ။ဟောဒီတရားတွေကိုတော့သုတ်တန်တပရိကလို့ခေါ်ကြပါစို့။ဒီတရားတော်တွေကိုတော့ဝိနည်းပရိကလို့ခေါ်ကြပါစို့။ဒီတရားတွေကိုတော့ဘိဓမ္မာပရိကလို့ခေါ်ကြပါစို့လို့ဆိုပြီးတော့တန်ခါတော်တွေကသွေးညိအဋ္ဌံပြုခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတော်တွေအာလုံးစုစည်းပြီးပါပြီ။တန်ခါကအတည်ပြုခဲ့ပြီးပါပြီ။ဒါကြောင့်ဘုရားရှင်မဟောကြားတဲ့တရားတွေကိုလည်းဖြည့်လားဆွက်လားထည့်လားမလုပ်ကြပါနဲ့။မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတွေကိုလည်းပယ်လားဖြုတ်လားနှုတ်လားမလုပ်ကြပါနဲ့။ ဒီတိုင်းခြားကိုးကွယ်ကြပါစို့လို့လုပ်ခဲ့အဲ့တော့ပထမသင်္ကန်နာတင်မှပိရိကဆိုတဲ့ပိရိကဆိုတဲ့ဟောဟာတာ ပေါ်ပါတယ်ခြေပိုင်းမှာမြတ်စွာဘုရားရှင်ဟာဓမ္မဝိနည်းအလို့ဒီလိုပဲဟောပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ပြိနိဗ္ဗာန်ပြုခာနီးမှာတော့အရှင်အနန္ဒကအရှင်ဘုရားမရှိရင်တပည့်တော်တို့ဘာတွေကိုးကွယ်ရမလဲလို့မေးတဲ့အခါမှာယောခောအနန္ဒဓမ္မောစာဝိနည်းောစာဒေစီတော်ပညာတော် သောဝမမစ်စေနာတတ်တာအနန္ဒငါသည်ဓမ္မနဲ့ဝိနည်းကိုကောင်းစွာဟောကြားခဲ့ပြီ အဲ့ဒီဓမ္မနဲ့ဝိနည်းကြီးငါဖះပြိနိဗ္ဗာန်ပြီးပြီးတဲ့အခါမှာသင်္ချေသားတို့ရဲ့ဆရာဖြစ်လိမ့်မယ်ဓမ္မခန္ဓာပေါင်း7000 4000ဒီငါဖះရာနဲ့တီးကသင်္ချေသားတို့ကိုဆုံးမကြလိမ့်မယ်ဒီလိုမိတ်ဆွေတော်မူခဲ့ပါမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကဓမ္မဝိနည်းလို့ဆိုထားပါတယ်သူတရားတွေကိုအဲ့ဒီအချိန်မှာဓမ္မဝိနည်းပဲဖွင့်ပါတယ်ပိဋကလို့မဖွင့်ပါဘူးပိဋကတော်လို့မဖွင့်ပါဒါကြောင့်ဒီဓမ္မနဲ့ဝိနည်းလို့ဖွင့်ထားတဲ့အခါမှာအခရမေကမေကင်းစာဗုဒ္ဓရူပံ စာတလုံးဘုရားတဆူလို့ဒီဓမ္မခန္ဓာပေါင်း၈၄၀တောင်မှာဘုရားဘာသာတွေကလေးစားကြီးညိုပြီးတော့ကိုယ်ကိုယ်စီကပ်ပြီးတော့တတိထားခဲ့ကြပါတယ်ဒီတော့ဒီနေရာမှာအခုခါကျမှဘာသာပြန်ဆိုတဲ့လူတွေရဲ့အမှားကြောင့်ငါဘုရားဟောတာလည်းမယုံနဲ့အောင်ပိဋကသုံးပုံနဲ့ပါယုံနဲ့လည်းမဟုတ်မယုံနဲ့အောင်လို့ဆိုရင်တော့ကျွန်တော်တို့တွေဘာတွေဆက်လုပ်ကြမလဲအမှန်တမ်းအရေးကြီးပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့သုတ်တံဝိနည်းပိဋကဆိုတဲ့ပိဋကသုံးပုံကို ။ဘုရားဟောတာလည်းမယုံနဲ့အောင်ပိဋကတ်သုံးပုံနဲ့ပါယုံနဲ့မယုံနဲ့အောင်ဆိုရင်တော့စကားတစ်ခွန်းဒီနေရာမှာပြောစရာရှိပါတယ်။စကားအသုံးနှုန်းရင်သီးတယ်လို့ဆိုရင်တော့သိခံမိပါ။ပိဋကတ်မယုံရင်ဗုဒ္ဓဘာသာကထွက်လို့ဒီစကားတစ်ခွန်းပဲပြောရမှာဖြစ်ပါတယ်။ဘုရားဆိုတာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ဒီပိဋကတ်လို့ခေါ်တဲ့ပိဋကတ်သုံးပုံကိုမယုံရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကထွက်ရမှာပါ။ဘယ်မြောက်သွားမလဲဆိုရင်ဘေးထွက်နေပါ။ကာလမရိနာသွားထိုင်နေရုံပါပဲ။ ဟိုမှာကနဝေတင်ကြောင်နဲ့ဘယ်ယူဝါဒမှန်တယ်ဘယ်ယူဝါဒမှားတယ်ဘယ်သမဏဗျမဏတွေဟာမှန်သောစကားကိုဆိုတယ်ဘယ်သမဏဗျမဏတွေဟာမှားသောစကားကိုဆိုတယ်ဆိုတာကိုမဝေခွဲနိုင်မဲနဲ့မြတ်စွာဘုရားကိုရှောက်ထားတဲ့အခြေအနေပဲရှိပါသေးတယ်။ဒါကြောင့်ပရိကတ်မယုံရင်ဗုဒ္ဓဘာသာကထွက်ပါ။ဘာကြောင့်လဲ။ဗုဒ္ဓဘာသာဆိုတာအစ္ဆတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအစရှိသည်ဖြင့်ဘုရားယရနာကို အသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တယ်ဓမ္မကိုအသက်ထက်ဆုံးယုံကြည်တယ်ဓမ္မလို့ခေါ်တဲ့မလေးပါဘိုလေးပါနိဗ္ဗာန်ပရိယတ်လို့ခေါ်တဲ့ဒီပရိကတ်တော်တွေကိုအသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တဲ့ပုဂ္ဂိုလ်မျိုးဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ဗုဒ္ဓဘာသာဖြစ်ပြီးမှပရိကတ်တော်နဲ့ပါယုံနဲ့မယုံနဲ့အောင်လို့ဆိုရင်တော့ဗုဒ္ဓဘာသာကနေခိတ္တထွက်ပေးလိုက်ရုံပဲရှိပါတယ်ဖျားရှင်ကိုတိုင်တော်မှတေချာစမ်းစစ်ပြီးယုံတဲ့မှယုံပါငါဖျားပြောတယ်ဆိုတိုင်းမယုံပါနဲ့တဲ့တဘာဝလုံးဖြစ်ရလားစာရေးသူအမှားလား ဒီနှစ်ချက်စဉ်းစားစရာပေါ့မှတ်တမ်းပြုသူတွေဘာသာပြန်တဲ့သူတွေအပေါ်မှာလည်းဘူတီတာပေါ့တဲ့ဒီမန့်ကဖရာဟောသူဝနတာမဇတ်တော်ကိုရှောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်ဥစဉ်တုတ်ပြန်ပြီးပြောဆိုထားတဲ့ပို့ထဲမှာရာမန့်ထားတာပါနော်ငါဖရာပြောတိုင်းလည်းမယုံပါနဲ့ဆိုတဲ့စကားဟာဘယ်ကနေပေါ်ပေါက်လာတာပါလဲသိပါသလားကေတမုဒိတုတ်မှာဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ဘာသာခြားတွေဖြစ်တဲ့ကာလာမတွေအတွက်ဟောတဲ့တရားကိုအတိတ်ပဲဖွင့်ဆိုရာကနေအယူအဆမှားပြီးပေါ်ပေါက်လာတဲ့စကားအမှားကြီးဖြစ်တယ်။ဖျားဟောမဟုတ်ဘူးနော်။အဲ့ဒီတုံမှကြည့်လိုက်ပါ။မာပိတကတံပရာနေနလို့ဆိုထားတယ်။ကျန်းကန်ကပြောတိုင်းလဲမယုံပါနဲ့တဲ့။ကျန်းကန်ကပြောတိုင်းလဲမယုံပါနဲ့ဆိုတာဟာဖျားဟောကျန်းကန်ကို ပြောတာမဟုတ်ဘူး။ကာလာမတွေရဲ့ကျန်းကန်ကိုပြောတာနော်။အဲ့ဒါကိုအထာကထာကဆက်ပြီးဖွင့်တယ် အမဂန်ပိတကတန်တိယသတ္တိန်သမေတိတိမာကနိဌတဲ့အမဂန်လို့ဆိုထားတယ်အမဂန်ဆိုတာငါတို့ရဲ့တဲ့ငါတို့ရဲ့ဆိုတာကာလာမတွေရဲ့လို့ပြောတာမြတ်စွာဘုရားက ကာလာမတွေရဲ့နေရာမှာနေပြီးကာလာမတွေရဲ့နန်စားကိုသုံးပြီးတော့ကာလာမတို့ငါတို့ရဲ့ကြံကံကပြောတာမှအမှန်ဖြစ်တယ်ဆိုပြီးမင်းတို့မယူဆလိုက်ကြနဲ့လို့ပြောတာနော်အဲ့ဒါကိုဗုဒ္ဓဘာသာဝင်တွေက ဘာသာခြားတွေအတွက်ဟောတဲ့တရားကိုကိုရှုထောင်းကနေကြည့်ပြီးရွှဲမားတဲ့အဓိပ္ပာယ်ကိုယူလိုက်တဲ့အခါမှာအခုလိုရွှဲမားတဲ့စကားကြီးပေါ်ပေါက်လာတာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါရဲ့နဲ့ဖျားအပေါ်မှာတန်တရားဖြစ်နေသေးတယ်ဆိုရင်အဲ့ဒီလူဟာဗုဒ္ဓဘာသာဝင် စစ်စစ်မဟုတ်ပါဘူးမြို့ဖလာဗုဒ္ဓဘာသာပဲဖြစ်ပါတယ်နောက်ပြီးတော့သူနာတာမဇတ်တော်ဆိုတာဟာပေါ့လို့ပဲသာလျှောက်ပြီးရေးချင်ရရေးထားတဲ့ဇတ်တော်မဟုတ်ဘူးเนาะ ်သင်္ကာယနာ6ကြိမ်တိုင်တိုင်တင်ပြီးအတည်ပြုထားတဲ့ဇတ်တော်ဖြစ်တယ်အဲ့ဒါကိုလည်းသိအောင်လေ့လာပါလို့ပြောချင်ပါတယ်เนาะ